ဂျာတီရုပိုပူပြင်းလာတာနဲ့အမျှဩစတြေးလျနိုင်ငံသူချာလီရိုဒစ်ကလည်းတခြားသူတွေလိုပဲလျှက်စစ်သုံးဆွဲမှုမီတာကားတွေလည်းတက်လာမယ်ဆိုတာသိပါတယ်တိုက်ခမ်းမှာနေထိုင်ကြတဲ့အခြားဩစတြေးလျနိုင်ငံသား1.5တန်းလိုပဲသူလဲမီတာကားတက်တာဖို့ဆိုလာပြားတွေတက်စင်နိုင်တဲ့အခွင့်အရေးမရပါဘူး so you can't just put solar on your roof တိုက်ခမ်းငားနေတာဖြစ်တော့အိမ်ခေါမိုးပေါ်မှာဆိုလာပြားတွေကတက်စင်လို့မရပါဘူး။ဒါကြောင့်ဘာမှသိမ့်မတက်နိုင်ပါဘူး။ကုန်ကျစရိတ်မြင့်တက်လာလေရင်ဆိုင်ရမှာပါပဲ။ ဒါပေမဲ့ဒီအခြေအနေကတော့ပြောင်းလဲတော့မှာပါ။ဩစတြေးလျအစိုးရကတနေ့ကိုအနည်းဆုံး3နာရီအိမ်သုံးလျှက်စစ်မီးကိုခါမဲ့သုံးခွင့်ပြုမယ်လို့ကြေညာလိုက်တာကြောင့်မှာ လာမယ့်နှစ်ဇူလိုင်လကစပြီး smart meter တက်ဆင်သူတွေဆိုရင်ရှေးတောင် Queensland ပြည်နယ် New South Wales ပြည်နယ်နဲ့ဒါအော်စတြေးလျပြည်နယ်တွေမှာစတင်သုံးစွဲခွင့်ရပါလိမ့်မယ်။လူလူကမလိန်တပတ်လောက်တာဘာမှမရှိပါဘူး။ဒီစီစဉ်ကိုလူလူကယူရမယူရလူလူရဲ့အဆုံးဖြတ်ချက်ပါ။သူတို့ဘာသူတို့စမ်းစစ်ကြည့်နိုင်ပါလေ။ဒါပေမဲ့ကျွန်တော်တို့ကစွမ်းအင်ကုမ္ပဏီတွေကိုတော့ဒီရွေးချယ်စရာတခုကိုတော့ထားပေးဖို့တောင်းဆိုထားပါလေ။အခုဆိုရင်အော်စတြေးလျနိုင်ငံမှာအင်ကာမိုးတွေပေါ်ဆိုလာပြားတွေအများများပြားနေပြီး မျက်စစ်ဓာတ်အားဖြင့်ဆက်ယုံအများစုကိုပိတ်လို့ရသလောက်တောင်ဖြစ်နေပါတယ်။အစိုးရဓာတ်အားဖြင့်စနစ်ကိုငြိမ်အောင်လို့ထိန်းထားတဲ့ကြောင်မီးသွေးမျက်စစ်ဆက်ယုံနေအပါဝင်ပါ။ဒါအပြင်ဒီဆိုလာပြားတွေဟာနေဘက်မီတာကားတွေဈေးပိုကြအောင်တောင်းအားပေးနေပါတယ်။ခုဆိုရင်မျက်စစ်ဓာတ်အားထုတ်ဆက်ယုံတွေကသူတို့မျက်စစ်ကိုသုံးဆွဲပေးဖို့ပိုက်ဆံလိုက်ပေးနေရတဲ့အထိမီတာကားတွေကကျဆင်းနေပါတယ်။ ဒီလိုပိုရှင်နေတဲ့အိမ်ခေါင်းမိုးဆိုလာဆွဲအင်းတွေကိုတူလောင်ပေးနိုင်တဲ့ဘက်ထရီတွေရှိပေမဲ့ဈေးကြီးပါတယ်။ဒါကြောင့်မဲ့အစိုးရကနေကင်းမိုင်းဆိုလာဆွဲအင်းပို့ထွက်တဲ့အချိန်မှာဒီအစီအစဉ်နဲ့ပြည်သူတွေပြောင်းလဲသုံးစွဲစီဖို့မျှော်လင့်နေတာဖြစ်ပါတယ်။ဒါပေမဲ့ဒီအစီအစဉ်ကိုလူတိုင်းကကြိုက်နေတာတော့မဟုတ်ပါဘူး။ကျွမ်းကျင်သူတွေကတော့ဒီအစီအစဉ်ဟာဘက်ထရီရှိတဲ့သူတို့ပြစ်စစ်ကားတို့ရှိတဲ့အိမ်အောင်စုတွေကိုပို့အကျိုးပြုလိုက်မယ်လို့ဆိုပါတယ်။ဒါပေမဲ့မမျှော်လင့်ချတဲ့နောက်ဆက်တွဲပြဿနာတွေလည်းရှိလာနိုင်တယ်လို့သူတို့ကသတိပေးပါတယ်။ လက်လီသုံးဆွဲသူတွေကို၃နိုင်ကြအခမဲ့ပေးသုံးတာဟာတခြားကုန်ကြဈေးတွေတက်လာနိုင်စရာလည်းရှိတာပါပဲလို့သူတို့ကထင်မြင်ယူဆကြပါတယ်။တိုက်ခန်းငားနေသူချာလီရိုဒရစ်ကတော့ဒီစင်စင်ကိုကြိုဆိုပါတယ်။သူလျက်စီရင်တွေအိုးတန်ရင်ဘေးအင်ကဆိုလာပြားတွေကိုကြည့်ပြီးအော်ဘေးအင်ကဆိုလာပြားတွေကဒီလက်ဖက်ရည်ခွက်အတွက်ပြစ်စစ်တာအားပေးတာပါလားလို့တွေးမိပါတယ်။ဆိုလာစွဲရင်ပေါ်လူတွေရဲ့စိတ်အားထက်သန်မှုကတော့ဆက်လက်မြင့်တက်နေအောင်ပါပဲဖြစ်ပါတယ်ရှင်။ ဟာတာဖြောပြေးသမားတဦးဖြစ်တဲ့ဦးလေးကတော့ဟာသူ့ရဲ့မျက်နှာပေါ်မှာမျက်ရည်တွေကိုဂျူတဆိုင်စေချင်နေပါဗါ64နှစ်ရွယ်ဦးလေးကတော့ဟာချင်းမိုက်မျိုးလန်းတွေပေါ်မှာကဘာလက်ခီးသွွားတွေကိုဖြောပြေးရင်အရင်ကဝင်ငွေကောင်းခဲ့သူပါဒါပေမဲ့အခုတော့ကဘာလက်ခီးသွွားတွေသူသဖြင့်တရုတ်ခီးသွွားတွေကကြောက်လန့်ပြီးမလာကြတော့ပါဘူးပြဿနာကတော့ငွေလိန်ကိုင်းတွေနဲ့သူတို့အတွက်လုံခြုံရေးကိစ္စပေါ့ ခီးသွားတွေကလုံချိုရေးကသူတို့ရဲ့ပထမဦးစားပေးပါပဲဒီလိုပဲဆက်သွားနေမယ်ဆိုရင်မလုံချုံဘူးလို့သူတို့ယူဆရင်ချင်းမိုင်ကဘလောက်ပဲလှပနေပါစေသူတို့လာမှာမဟုတ်ပါဘူးထိုင်းနိုင်ငံမြောက်ပိုင်းဟာမြန်မာနိုင်ငံကအွန်လိုင်းငွေလိမ်ကိုင်းတွေပြန်ပေးဆွဲမှုနဲ့နှိမ့်ဆက်ညှဉ်းပန်းမှုတွေကြောင့်တရုတ်ခီးသွားအများပြားဟာမလာကြတော့ပါဘူးပြီးခဲ့တဲ့နေ့တုန်းကလည်းထိုင်းနဲ့ကမ္ဘောဒီးယားနယ်စပ်မှာနှစ်ဖက်ပြန်လည်ပြစ်ခတ်မှုတိုက်ပွဲတွေကြောင့်လည်းပါပါတယ်စစ်မြေပြင်ကိုဘယ်သူကမှအလက်ရဲ့ပန်းဖြေလာခြင်းကြမှာမဟုတ်ပါဘူးဒါပြင် တရုတ်ခီးသွားအများပြားဟာအမေရိကန်နဲ့ကုန်သွင်းစစ်ပွဲကိုစိုးရင်ပြီးခီးမထွက်ကြတော့ပါဘူး။ချင်းမိုင်နာကမေတန်ပန်းဖြေစခန်းကဆင်းတွေအတွက်လဲခြေနေကမကောင်းပါဘူး။တရုတ်ခီးသွားတွေရှိပေမဲ့သူတို့ကထိုင်ဝင်ကပါဒီဆင်းတွေအတွက်ဒလကိုအမေရိကန်ဒေါ်လာ1000ကျော်ကုန်ကြပါတယ်။ကျွန်တော်တို့ကိုအတော်လေးထိခိုက်ပါတယ်။ခီးသွားရသည်ဆိုရင်ကျွန်တော်တို့စီကိုတရုတ်ခီးသွားတွေအများပြားလာရောက်ကြတာပါ။ ကြည့်လိုက်တာနဲ့ချင်းမိုင်မျိုးဟာတရုတ်ဈေးကွက်ကိုအားထားနေတဲ့လက္ခဏာတွေတွေ့ရပေမဲ့ခီးသွားတွေကတော့မရှိကြတော့တဲ့အတွက်တကယ်ပဲချင်းမိုင်မျိုးအတွက်ချင်းချောင်းမှုတစ်ခုဖြစ်နေပါဗျ။ချင်းမိုင်မျိုးကိုထိုင်းနိုင်ငံမြောက်ပိုင်းရဲ့မြို့တော်ဖြစ်တည်ကြပြီးပုံမှန်တော့အလွန်ခိုင်မာတဲ့ဒေသခံစီးပွားရေးရှိခဲ့ပါဗျ။လွန်ခဲ့တဲ့ဆယ်စုနှစ်တစ်ခုလောက်ကဆိုရင်ဒေသခံတွေဟာခီးသွားလုပ်ငန်းကနေဝင်ငွေရနိုင်တယ်ဆိုတာသိလာခဲ့ကြပြီးချင်းမိုင်မျိုးရဲ့စီးပွားရေးရဲ့60%ရာခိုင်နှုန်းကိုခီးသွားလုပ်ငန်းကပံ့ပိုးခဲ့ပါဗျ။ ခုတော့ဗလာဖြစ်နေတဲ့လမ်းမဆိုင်ငန်းတွေပိတ်ထားတဲ့ဆိုင်ငန်းတွေစာတာတွေနဲ့ဒီတက်ရောက်မှုကမြို့အနှံ့ပြားဖြစ်နေတာပါ To be honest is up to 70%မန်တိုင်းပြောရရင်ချင်းမိုင်စီးပွားရေး80ရာခိုင်နှုန်းအထိကိုပတ်မိုးပါတယ်။ခီးသွားလုပ်ငန်းဟာကြီးမားကျယ်ပြန့်တာကြောင့်သူနဲ့ဆက်ဆက်တဲ့တဲခွေလုပ်ငန်းတွေစားတောက်ဆိုင်လုပ်ငန်းတွေနဲ့ချားလုပ်ကင်စည်းကွက်နဲ့လည်းမိခိုးနေတာပါ။ မြို့နိုင်ငံကနေမဖြစ်ဖြစ်အောင်လာရောက်ကြတဲ့ခီးသွွားအချို့တော့ရှိနေသေးပေမဲ့သူတို့ကိုဆွဲဆောင်နေတဲ့တခြားခီးသွွားနေရာတွေလည်းရှိနေတာကြောင့်သူတို့ပြန်လာအောင်မလားဆိုတာဘယ်သူမှတတ်အပ်မပြောနိုင်ပါဘူးရှင်။ ဒီတရားရုံးမှုဟာလာဖာကုမ္ပဏီကအစ္စလာမစ်အကြမ်းဖက်အဖွဲ့အစည်းတစ်ခုကိုငွေကြေးထောက်ပံ့မှုတွေနဲ့ပတ်သက်ပါတယ်။ဒီသတင်းကလွန်ခဲ့တဲ့ဆယ်စုနှစ်နီးပါးကကုမ္ပဏီနဲ့အစ္စလာမစ်အဖွဲ့အပါအဝင်အကြမ်းဖက်သမားတွေနဲ့စိတ်အနှောက်အယှက်ဖြစ်စရာရှက်စရာကောင်းတဲ့စီစဉ်ညှိနှိုင်းမှုတွေလုပ်ခဲ့တယ်လို့ပြင်သစ်သတင်းသမားတဦးကဖော်ထုတ်ခဲ့တာပါ။တရားရုံးမှာအဓိကထားစစ်ဆေးနေတဲ့အချက်ကတော့ဘီလက်မြေလုပ်ငန်းကြီးဖြစ်တဲ့ Lafarge နဲ့သူ့ရဲ့မှုဆောင်အရာရှိဟောင်းရှိဦး အဲ့ဒီချိန်ကအမှုဆောင်ရာရှိချုပ် CEO ဖြစ်ခဲ့သူ Bruno Lafondo အချိုးအမျက်ကိုဒီကထားပြီးဂျမ်ဖတ်သမားတွေကိုငွေကြေးထောက်ပံ့တာနဲ့နိုင်ငံတကာပိတ်ဆို့မှုတွေကိုချိုးဖောက်တာတွေလုပ်ခဲ့ပါသလားဆိုတဲ့အချက်ပဲဖြစ်ပါတယ်။သူသဖြင့် Lafaka 2013ခုနှစ်နဲ့2014ခုနှစ်တွေမှာ Syria နိုင်ငံမှာရှိတဲ့ Jalabiya ဘီလက်မြေစက်ရုံကိုဆက်လက်လေပတ်နိုင်မှုအတွက် Jihad ဖွဲ့တွေကိုဒေါ်လာတန်ပေါင်းများစွာပေးခဲ့ပါသလားဆိုတာပါပဲ။ 2010ပြည်နှစ်မှာပြည်စည်းခဲ့တဲ့ဒီဆက်ယုံအတွက် LaFax ကယူရိုတန်680ယင်းနီးမြုံနိုင်ခဲ့ပါတယ်။ဒါပေမဲ့2012ခုနှစ်မှာ Syria Pribakhan ဟာနိုင်ငံမြောက်ပိုင်းမှာပုံမှုပြင်းထန်လာတဲ့အခါယင်းနီးကုမ္ပဏီဟာဆုံးဖြတ်ချက်တစ်ခုချခဲ့ပါတယ်။အခြားနိုင်ငံစုံကုမ္ပဏီတွေလိုမဟုတ်ပဲဆက်ယုံကိုမပိတ်ခဲ့ပါဘူး။အဲ့ဒီအခြားရှေ့နေတွေက LaFax ဟာ Islamic နိုင်ငံတော်အဖွဲ့ပါဝင်လက်နက်ကိုင်အဖွဲ့အစည်းများစွာနဲ့သဘောတူညီချက်တွေရယူခဲ့တယ်လို့ပြောပါတယ်။ဝေဘေးချင်မှုတွေနဲ့ပြန်လည်နေတဲ့စက်ယုံဝန်ထမ်းတွေဟာ ဘေးကင်းလုံခြုံပြီးစက်ရုံဟာဆက်လက်လဲပတ်နိုင်ခဲ့ပါတယ်။2016ခုနှစ်ဇွန်လမှာ Limited သတင်းစာက Lakva အကြောင်းဖော်ထုတ်ခဲ့ပါတယ်။အဲ့ဒီကုမ္ပဏီဟာလွန်ခဲ့တဲ့တစ်နှစ်ကဆွစ်ဇာလန်ဘီလက်မြေအဖွဲ့ Hansen နဲ့ပေါင်းစည်းခဲ့ပါတယ်။ကနဦးစုံစမ်းစစ်ဆေးမှုတွေကိုစတင်ခဲ့ပြီးပြဿနာတွေဖြစ်ပွားခဲ့လို့မှုဆောင်အရာရှိချုပ် Eric Olsen ဟာ2019ခုနှစ်မှာယာရုကနှုတ်ထွက်ခဲ့ရပါတယ်။ပါရီမျိုးကအစိုးရရှိနေတွေဟာစုံစမ်းစစ်ဆေးမှုတွေစတင်ခဲ့ပြီး ။မုံဆောင်ရရှိရှိဦးကိုတရားဝင်စုံစမ်းစစ်ဆေးဖို့ပြင်ဆင်ခဲ့ရတာနဲ့စွဲချက်တင်ခံခဲ့ရပါတယ်။လူခွင့်ရေးဖွဲ့စည်းတွေကလည်းကုမ္ပဏီကိုတရားစွဲဆိုခဲ့ပြီးအမေရိကန်ပြည်ထောင်စုကလည်းပိတ်ဆို့ရေးယူမှုတွေကိုချိုးဖောက်တယ်ဆိုပြီးတရားစွဲခဲ့ပါတယ်။အဲ့ဒီမှုမှာလာဖာခါဒံငွေဒေါ်လာ988တန်ပေးဆောင်ခဲ့ပြီးဂျမ်ဖတ်သမားတွေကိုကူညီခဲ့ကြောင်းဝန်ခံခဲ့ပါတယ်ရှင်။